hello hello အားလုံးမင်္ဂလာပါအာဒီနေ့တော့ဒီအာလာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့အာရီယယ်မက်ဒရစ်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်လည်သုံးသပ်ပေးချင်ပါတယ်အာတို့ရဲ့တွေ့ဆုံမှု half time ကိုကျွန်တော်တို့ကြည့်မဆိုရင်ဒီဒီအာရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာကတို့အာနောက်ဆုံး9ချိန်တွေ့တယ်ဒီ9ချိန်မှာကအာဘာစီက9ပွဲဆုံးနိုင်တာကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်ရီယယ်မက်ဒရစ်ကပွဲမမနိုင်တာဘူးဒီဆိုတော့ဒီအာရီယယ်မက်ဒရစ်ကြတော့အခုနောက်ဆုံးတို့ရဲ့ကစားခဲ့တဲ့9ပွဲမှာက အာလေးဘွဲနိုင်တဲ့တပွဲရှုံးထားတယ်အာဘာစီလိုနာကျတော့သူတို့ရဲ့အာနောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာအာ၃ဘွဲနိုင်တဲ့၂ဘွဲရှုံးထားဆိုတော့လာလီကာမှာဒီနေတဲ့ကအမြဲတမ်းအာပြည့်စုံတိုင်းမှာတိုင်ဆိုင်မှုကပြင်းထန်တယ်ဒီနေတဲ့ကတကယ့်ကိုအာဘရိတ်တာအန်အားလည်းတောင့်တဲ့အတင်းတန်းဖြစ်တယ်ဒီဘွဲလည်းအရန်ကြီးကောင်းမယ်ပွဲစဉ်တွေပဲဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်အာပြီးလို့ရှိရင်ဒီသူတို့ရဲ့ဟတ်တူဟာပြည့်စုံမှုမှာကအာဘာစီယာအတာစီရထားတယ် နောက်ဆုံးသူတို့ကစားခဲ့တဲ့ငါးပွဲကိုပြန်ကြည့်မယ်ဆိုရင် Real Madrid က၄ပွဲနိုင်တယ်တပွဲပဲရှုံးထားတယ်။ဘာစီကျတော့၃ပွဲနိုင်တယ်နှစ်ပွဲရှုံးထားဆိုတော့အလော့ဆယ်ဘာစီလိုနာကတည်ငြိမ်မှုနည်းနည်းလေးအားနည်းနေလို့ကျွန်တော်ပြောရမယ်။အဖူးမှုရဲ့ပွဲကြိုခံမှန်းလိုက်ရမှာကြတော့အ Real Madrid ကဘလို့လာလဲဆိုတော့အ Real Madrid ကဒီနောက်ဆုံးဒီနောက်တန်းမှာကသူထူးထူးခြားခြားဒီအဘေဘာဒီကိုသူကဆစ်ဒီအဆိုင်ပက်မှာသူထားလာကျွန်တော်တွေ့ရတယ်။ အာပေပါတူတူအဆိုက်ဘက်မှာထားလာတယ်ပြီးလို့ရှင်တို့ရထုံးစံတိုင်းပဲအာတအာတန်ရရပြီးမှအခုမှပြန်ကောင်းလာတဲ့အာဘယ်လင်ဟန်ကိုသူကကွန့်လေမှာပြန်သုံးလာတယ်ပြန်သုံးလာပြီးမှအာဘလိုလုပ်လဲဆိုတော့ဒီအာပေပါတီကိုသူကဟိုဆိုက်ဘက်ညာဆိုက်ဘက်ထဲကိုသူကပို့လိုက်တယ်ပို့လိုက်တော့အာဒီအာပေပါတီရလေသူကြိုက်တဲ့နေရာပို့ကြိုက်တဲ့သူရောက်တဲ့အနေအမှာအကောင်းဆုံးကစားနိုင်တယ်ပေပါတီရလေအဲ့လိုကစားသမားမျိုးဆိုတော့သူကတော့ အာသူ့တက်ကရှော့မရှိဘူးအာဆေးမှာကြတော့အာငွေတို့ရဲ့အာပုံမှန်လိုင်းအတိုင်းပေါ့နော်ပုံမှန်လိုင်းအတိုင်းတို့ကအာဒီရဲ့ရဲ့အမ်ဘာဘေးရဲ့ပြီးလို့ရှင်အာဘယ်နီဆက်အာရီယယ်မက်ဒရစ်ကဆေးဖက်မှာအာဆေးတမ်းမှာနည်းနည်းအပြောင်းလဲလုပ်လေးရှိတယ်ဒီနေရာမှာကအာညာတောင်ပန်းဖြစ်တယ်ညာတောင်ပန်းမှာကအာမတ်စတန်ဒူနိုလည်းတုံးတယ်ပြီးလို့ရှိရင်အာ အာဒီရက်လက်သူတုံးတယ်ဒီနှစ်တယောက်ကိုလှည့်ကြသွားတုံးတဲ့ပုံစံဖြစ်တယ်ပြီးလို့ရှင်ဒီရှေ့မှာဒီပုံမှန်ကတော့အထောင်ကတော့အမ်ဘာပေးကိုထားတယ်ဒီအာပေတောင်းမှကျတော့ပင်နီဆက်ပေါ့နော်ပင်နီဆက်ထားတယ်ဒီဒီအာဒီတက်ဆက်အတွဲကဒီနှစ်ထဲမှာအကောင်းဆုံးတက်ဆက်အတွဲလို့လည်းပြောလို့ရတယ်အာတို့အတင်းအတွက်အကောင်းဆုံးတော့ခြေစုံပြတဲ့အတွဲတွေဖြစ်တယ်ပြီးလို့ရှင်အာဘာစီလိုနာမှာကျတော့အာဘာစီလိုနာမှာကျတော့တို့ရဲ့ဒီပုံမှန်ကစားကွက်ပုံစံတို့လည်း လေးနဲ့တုံးဒီကစားကောတုံးတယ်ပြီးလို့ရှိရင် Gauntlet အဖြစ်နဲ့ဒီ box to box ကိုလိုက်ပြီးဆော့မဲ့နေရာမှာကြတော့ battery နဲ့တို့ရဲ့ဒီလူငယ်ကစားမလေးဖြစ်တဲ့ကာဆာတိုကိုတော့အများအတုံးတယ်ဒီကာဆာတိုကလူငယ်ကစားမလေးဖြစ်မဲ့သူကဒီပွဲကြီးမှာလည်းတကယ်ခြေစွမ်းတည်ရင်တည်းအရန်ကောင်းတဲ့လူငယ်လေးဖြစ်တယ်ပြီးလို့ရှိရင်ဘာစီလိုနာအတင်းကြီးမှာအရန်အကူရတဲ့ကစားမဖြစ်တယ်ဆိုတော့ဒီဘာစီလိုနာမှာကြတော့တို့ကဒီထူးခြားတဲ့တစ်ခုရှိတယ်ထူးခြားမှာဘာလဲဆိုတော့ ်ဘာစီလိုနာကလူငယ်တွေကိုကြိုက်တဲ့နေရာမှာတော့ဘလိုပွဲမျိုးမဆိုလူငယ်တို့သူကယုံကြည်နဲ့တုံးတယ်ဟန်စီဖီလစ်ကကျွန်တော်တို့ခုချီးကျူးရမှာကလူငယ်တွေကိုသူကယုံကြည်နဲ့တုံးတယ်လူငယ်တွေကလည်းခြေစွမ်းပြတယ်အဲ့ဒါတကယ်သူတို့ရဲ့ဘာစီလိုနာတကယ်ကောင်းတဲ့အရာလားတခုဖြစ်တယ်ပြလို့ရှင်အနောက်လာမဲ့အနာကမှာအရန်ဟိုအရန်ကိုကောင်းတဲ့ဟိုအလားလားဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့ဒီပွဲမှာလည်းဘာစီလိုနာကဒီညတောင်ပါမှာဟိုရာမဲကိုထားတယ်ပေတောင်ပါမှာ အာလိုဘက်ကိုထားတယ်အထောင်မှာကြတော့အာ report ကိုသူထားလာတယ်ပေါ့နော်ဒီဒီဖုံးမရခမလိုက်အောင်ထဲမှာကျွန်တော်ဒီဟိုအဒစ်ဟယ်လိုနေရာကြတော့သူတို့ကဒီလူငယ်ကစားမလေးပဲ16နှစ်ပဲရှိတဲ့လူငယ်လူငယ်ကစားမလေးကိုသူကထည့်လာတယ်လူငယ်ကစားမသူကနာမည်ကကြတော့အာဖန်န်ဒစ်လို့ခေါ်တယ်ဒီလူငယ်ကစားမလေးကိုသူကထည့်လာတယ် အစွမ်းကျွန်တော်ပြောသလိုဒီပါစီလိုနာကလူငယ်တွေကိုယုံယုံကြည်ကြည်နဲ့သူကတုံးတယ်တုံးတဲ့ရလာကလည်းသူတို့အတင်းပွဲတိုင်းမှာခြေစွန်းပြတယ်နင်းကြဲယုံကြည်မှုတော့သူတို့လည်းတကယ်ကိုလေးစားနေသူတို့လေဟိုပွဲတိုင်းမှာလူငယ်တွေကလည်းတက်တေပြဆိုတော့နောက်တမ်းမှကြာလေလူငယ်ဟိုဟာပါစီလိုနာကအာကအာကူပါစီအာကူပါစီနော်အနောက်တမ်းမှကြာတော့ဟိုပါစီယာကူပါစီတို့အာအဲရီကာစီယာတို့ဘလို့ရှင်ဒီ အာကွန်ဒီတို့သူတို့တုံးတယ်ဒီဒီအတွက်ပုံမှန်လိုလိုပွဲတိုင်းလိုသူကတုံးတယ်ဒီနောက်တန်းဖြစ်တယ်အာဒီနောက်တန်းလည်းတကယ်ကောင်းတယ်ဒီလူငယ်တွေဆိုရင်မဲ့သူကအရန်တည်ငင်နေနောက်တန်းဖြစ်တယ်အဲဆိုတော့အာဘာစီလိုနာကဟိုဟိုတိုက်စစ်ကိုတအားဆင်းတဲ့ကစားကွန်မျိုးအဲ့လိုမျိုးသွားတိုက်လို့ရှင်တော့အာရီယယ်ရဲ့ကောင်တာမိသွားနိုင်တယ်အာရီယယ်မှာကြတော့ဒီပွဲကိုအချိန်မရွေးနေရာမရွေးသူကပြောင်းလဲနိုင်တဲ့တိုက်စစ်မှုတွေရှိတယ်တောင်ပါမှာလည်းတကက်လျံတဲ့တောင်ပါနေရှိတယ်ပြီးလို့ရှင် အခုအထောင်မှာဆွရင်တဲ့အမ်ပါပေးဆိုရင်လည်းတကယ်လျင်မြန်တဲ့ကစားသမားဖြစ်တယ်အဲ့ဆိုတော့အာဘာစီလိုနာကထိမ့်ပြီးဆွရမယ်ပြီးလို့ရှိရင်ဒီအရန်ကြီးတို့ဘယ်လိုပြောမလဲဟိုအရန်တိုက်စစ်ဆင်ပြီးမှတကယ်တက်ပြီးမှတိုက်စစ်ဆင်လို့မရအောင်ဆိုတော့တို့ထိမ့်ထိမ့်ပြီးမှအချိန်ကြီးမှတို့ပွဲကိုဒီပွဲရဲ့တမ်ဘိုအတမ်ဘိုကိုတို့ထိမ့်ပြီးမှဆွမယ်ဆိုရင်တော့အာဘာစီလိုနာတက်ကောင်းတဲ့ရလာရမယ်တော့ကျွန်တော်တို့ထင်တယ်ဗောနော်အာဒါပေမဲ့ဒီပွဲကတော့တကယ်ခမရခက်တယ်အာနေတဲ့စလုံးတို့အရန်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့အာနေတဲ့စလုံးကဒီ ။ဟိုးအရင်တော့သူတို့ထိတ်တိုက်တွဲဆုံမှုမှာတော့ပါစီကအตาရပေမဲ့ဒီဘွဲမှာတော့အာဘယ်တင်းအตาရသွားမယ်ဆိုတော့အာဒီဘွဲမှာတော့ဘယ်တင်းကအตาစီရသွားမယ်လဲဆိုတာကျွန်တော်ဟိုပလုံးချစ်ပရိတ်တဲ့ကျွန်တော်စောင့်ကြည့်ရအောင်။ဆိုတော့ဒီဒီဘွဲမှာလည်းကျွန်တော်ရဲ့ခမန်းချက်ရတော့11 day မလို့ဆိုရင်ဒီအဆုံးအတိုင်းပွိုင်းတော့မှ21လောက်ပဲ10အဲ့လိုတော့ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အာရလာကတော့တအားကြီးပြတ်သားမဲ့အနေထားတော့ကျွန်တော်တော့ အမမြင်ဘူးဘောလုံးချစ်ပရိသတ်ဒီဘောလုံးအားသာဝါဒနာရှင်တွေအတွက်ဒီဘွဲအလုံးဝလက်မလွတ်တဲ့ပွဲစဉ်တွေပွဲဖြစ်တယ်အဲ့ဒါကြောင့်ဒီဘွဲကတကယ်လူငယ်တွေအနေနဲ့ဒီဘွဲအလုံးဝကြီးကြပ်မယ်လို့လည်းကျွန်တော်ထင်တယ်ပြီးလို့ရှိရင်ကပားပေါ်မှာဘရစ်တန်အအများဆုံးတော့အသိနဲ့တင်ဖြစ်တယ်အဲ့ဒါကြောင့်ဒီဘွဲကတကယ်သူတို့အဟိုးအရင်ကတည်းကသူတို့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတွေပွဲဖြစ်လို့အရန်ကြီးကောင်းမဲ့ပွဲစဉ်တွေပွဲဖြစ်တယ်လက်ရှိသူတို့ရဲ့ကစားသမားစုဖွဲ့မှု NR ရရောဒီဘွဲကတကယ်စိတ်လို့စားကြကောင်းတဲ့ပွဲစဉ်တွေပွဲဖြစ်လို့ကျွန်တော်လူငယ်တွေနဲ့ ပလုံးချစ်ပရိသတ်တွေအနေနဲ့ဒုံဝါကိုလက်မလွှတ်သင့်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အားကြောင့်ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့အာတိုင်းတွင်ညအမလေးရှားစံတော်ချိန်7နာရီ15ထိုင်းစံတော်ချိန်7နာရီ15မြန်မာစံတော်ချိန်9နာရီ45မှာဒီကစားမှာဖြစ်တဲ့ဒီဒါအာတိုင်းတွင်ညနော်တိုင်းတွင်ညအာဒီနေ့ကျွန်တော်ရဲ့ဒီပွဲကြိုသုံးသပ်ချက်လေးရတော့ဒီမှာပဲကျွန်တော်ရနာချင်ပါတယ်ဟိုအားလုံးကိုကျေးဇူးတင်ပါတယ်